အားလုံးပဲမင်္ဂလာပါတီချာတို့ရဲ့ Brilliant English Grammar and Phonics YouTube Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုပါတယ်ယခုဗီဒီယိုလေးတော့ Essential Grammar in Your Soul လေးတဲ့က Unit 24 Regular and Irregular Variable အကြောင်းလေးတွေကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်တီချာတို့နဲ့တူတူ လိုက်ပြီးတော့လေ့လာကြည့်လိုက်ရအောင် Article A article a က regular verb regular ဆိုတာက rules တွေနဲ့သွားတယ်ပြောင်းရတယ် verb 2 verb 3ပုံစံလေးတွေကို ပြောခြင်းဖြစ်ပါတယ်သူကကြတော့ verb 2 verb 3လေးတွေကို အလွတ်ကျစေရမလို့ rules တွေကိုသိတယ်ဆိုရင်အဆင်ပြေသွားပါပြီ passember passember ဆိုတာက verb 2ကို ပြောတယ် and past participle past participle ဆိုတာက verb 3ကိုပြောတယ် of regular verb regular verb တွေရဲ့ verb 2နဲ့ verb 3တွေက များသောအားဖြင့် ed နဲ့အဆုံးသတ်တဲ့ example လေးတွေကိုကြည့်ရအောင် CLE ရဲ့ clean တန်ရှင်းသည်တန့်ရှင်းခဲ့သည်ဆိုရင်အနောက်မှာ ed လေးပဲပေါင်းပေးရမယ် c l e a n e d clean တန့်ရှင်းခဲ့သည် alive we live နေထိုင်သည် နေထိုင်ခဲ့သည်ဆိုရင် alive we did live ဒီမှာ e နဲ့အဆုံးသတ်တဲ့အတွက်ကြောင့်မလို့အနောက်မှာ d လေးပဲပေါင်းပေးရုံပါပဲ p a i n d pain စေတုတ်သည်စေတုတ်ခဲ့သည်ဆိုရင် p a i n t d painters ဆေးတုပ်ခဲ့သည့်အနောက်မှာ ED level ပေါင်းပေးရုံမှာပဲ STUDY study စာလေးလာသည် စာလေးလာခဲ့သည်ဆိုရင် wine ဆုံးသက်လို့ wine ကိုဖြုတ်ပြီးတော့ IED လေးပေါင်းပေးရုံမဲ့ STUDY ED study စာလေးလာခဲ့သည်ဒါပေမဲ့ ဒီမှာတစ်ချက်သတိထားရမှာကဝိုင်းနဲ့ဆုံးသက်တိုင်းဝိုင်းကိုဖြုတ်ပြီးတော့ IED ပေါင်းလို့မရအောင်ဝိုင်းရဲ့ရှေ့ကရက်ကိုကြည့်လိုက်ဝိုင်းရဲ့ရှေ့ကရက်မှာ vowel ဖြစ်နေတယ်ဆိုရင်ရိုးရိုး ED လေးပဲပေါင်းပေးရုံပဲဝိုင်းရဲ့အရှိကရက်မှာ vowel မဟုတ်ဘူးဆိုမှဝိုင်းကိုဖြုတ်ပြီးတော့ IED ပေါင်းပေးရုံမှာပဲเนาะအဲ့အားလေးကိုသတိထားမယ် ဒီ example လေးကိုကြည့်လိုက်ခြင်းအပြင် rule 3ခုတောင်မှပါတယ်ပထမဆုံး rule တစ်ခုက verb 1ကနေ verb 2ပြောင်းတဲ့အခါမှာ ed လေးပေါင်းပေးမယ် ဒုတိယ root တစ်ခုက v1 က e နဲ့ဆုံးသတ်တယ်ဆိုရင် d လေးပဲပေါင်းပေးမယ်တတိယ root တစ်ခုက y နဲ့ဆုံးသတ်တယ်ဆိုရင် y ကိုဖြုတ်ပြီးတော့ ied ပေါင်းပေးမယ်ဒါပေမဲ့တတိထားမှာက y ရဲ့ရှေ့မှာ vowel ကပ်ပါနေတယ်ဆိုရင် ed ပဲပေါင်းပေးရပြီးတော့ y ရဲ့ရှေ့မှာ vowel မပါဘူးဆိုမှ y ကိုဖြုတ်ပြီးတော့ ied ပေါင်းပေးရုံပါပဲ Persember Persember ကတော့ Unit 11မှာ Teacher တို့အသေးစိတ်ရှင်းပြပေးခဲ့ပြီးဖြစ်ပါတယ် I clean my room yesterday မနေ့ကကျွန်တော်ရဲ့အခန်းကိုတန်ရှင်းရေလုပ်ခဲ့တယ် Persember ဆိုတာက finite time expression completed action ကိုပြောတယ်เนาะဒီမှာဆို yesterday ဆိုတဲ့ finite time expression ပါတဲ့အတွက်ကြောင့်မို့လို့ verb 2နဲ့ ရေးခြင်းဖြစ်ပါတယ် Chris Terry Engineering at University Chris တက္ကသိုလ်မှာ Engineer ဘာသာရပ်ကို လေ့လာခဲ့တယ်အဲဆိုဒါဟာ completed action ဖြစ်တဲ့အတွက်ကြောင့်မို့လို့ verb 2နဲ့ပြောမယ်အနောက်မှာ finish time expression လေးပါတယ်ဆိုရင်တော့ပို့ပြီးတော့ပြည်စုံတာပေါ့ uh, last year ဟုတ်လား in 2012အဲ့ဒီလိုမျိုး finish time expression ပါတယ်ဆိုရင်တော့ပို့ပြီးတော့ပြည်စုံသွားပါလိမ့်မယ်နော် past participle past participle ဆိုတာက verb 3လေးကိုပြောခြင်းဖြစ်ပါတယ် have has plus past participle အဲ့တော့ have has plus verb 3ဆိုတာက present perfect ကိုပြောခြင်းဖြစ်တယ်သူကို unit 15နဲ့ unit 18လေးတွေမှာရှင်းပြပေးခဲ့ပြီးဖြစ်ပါတယ် example အနေနဲ့ကြည့်ကြည့်လိုက်ရအောင် I have cleared my room ကျွန်တော်ရဲ့ခန်းကိုတန်ရှင်းရေးလုပ်ပြီးသွားပြီ Tina has lived in London for 10 years Tina London မှာနေတာ10နှစ်ကြာပါပြီ Okay နောက်ထပ် past participle ကိုဘယ်ဘယ်လိုစကားလုံးလေးနဲ့တွဲပြီးတော့အသုံးပြုလို့ရလဲဆိုတော့ verb to be M Elsa was were has been demarcer and son or အစရှိသဖြင့်လို့ပြောထားတယ်။အဲ့တော့ verb to be past participle ဆိုတာက passive verb form လေးတွေလေးမှတ်မိသေးလား။ Unit 21နဲ့22မှာ teacher တို့ရှင်းပြပြီးသားဖြစ်ပါတယ်။အဲ့ဒီမှာ teacher တို့နှစ်မျိုးသင်ပေးခဲ့တယ်။ present passive form နဲ့ past passive form ဆိုပြီးရောနှစ်မျိုးသင်ပေးခဲ့တယ် present passive form က amsr plus verb 3 past passive form က was were plus verb 3ဆိုပြီးရောသင်ပေးခဲ့ပြီးဖြစ်ပါတယ်ပြန်လည်ပြီးတော့လေ့လာခြင်းနဲ့ဆိုရင် unit 21နဲ့22မှာ passive form လေးတွေကို ပြန်လည်လေ့လာလို့ရပါတယ်ကြည့်ကြည့်လိုက်ရအောင် these bronze are clean every day ဒီခန်းတွေကို နေ့တိုင်းတန်ရှင်းရလုပ်တယ်ဒီမှာဆိုရင်ဒီခန်းတွေကတန်ရှင်းရလုပ်ချင်းခံရတဲ့ object အရှိဆုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ passes every day နေ့စဉ်လုပ်လေလုပ်ထရှိတဲ့အရာမို့လို့ present passive verb form ဖြစ်တဲ့အတွက်ကြောင့်မလို့ are clean ဖြစ်ပါတယ် my car has been repaired ငါရဲ့ကားကိုပြင်ပြီးသွားပြီဒီမှာဆိုရင် ကားကပြင်ချင်းခံရတဲ့ object object ကအရှိဆုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ present buffer passes from ဖြစ်ပါတယ် has been repair အခုလေးတွင်မှာပြင်ပြီးသွားတဲ့ပုံစံဖြစ်ပါတယ် article b article b ကကြတော့ irregular valery ရဲ့အကြောင်းကို ရှင်းပြပေးသွားမှာဖြစ်ပါတယ် irregular ကကြတော့သူက rules မရှိဘူး နော်အော်ဘာနယ်ဆုံးသက်ရင်ဘာပေါင်းရမယ် e နဲ့ဆုံးသက်ရင် d ပေါင်းရမယ် y နဲ့ဆုံးသက်ရင် y ကိုဖြုတ်ပြီးတော့ i e d ပေါင်းရမယ် vowel consonant နဲ့ဆုံးသက်ရင်နောက်ဆုံး consonant ကိုနှလုံးဆင့်ပြီးတော့ e d ပေါင်းရမယ်အဲ့ဒီလိုမျိုး rules တွေသူ့မှာမရှိပါဘူးအလွတ်နီးပါးသိထားရမယ်ကြက်ထားရမယ် valley ဖြစ်ပါတယ် the past simple and past participle or irregular verb irregular verb တွေရဲ့ verb 2နဲ့ verb 3လေးတွေက do not end in ed ed နဲ့အဆုံးမသက်ပါဘူးเนาะခုန regular verb တွေမှာဆိုရင်တော့ ed လေးတွေနဲ့အဆုံးသက်ပါတယ်ဒါကတော့ပထမဆုံးကြွာချချက်ဖြစ်သွားပါပြီ example လေးကြည့်ကြည့်လိုက်ရအောင် make may ပြုလုပ်သည်ပြုလုပ်ခဲ့သည်ဆိုရင် MAD မေပြုတ်လုခဲ့သည်ပြုတ်လုပြီးပြီဆိုရင် MAD မေပြုတ်လုပြီးပြီဒီမှာကလေးတွေကရုတ်တရက်ဆိုဟာအင်းနဲ့ဆုံးသက်တာပဲဆိုပြီးတော့ MAKED MAKED မိတ်တွေပိုင်းသွားလို့လို့မရအောင်ဒါဟာ irregular valley ဖြစ်ပါတယ် BIAK break ဖြစ်စီသည် ဖြက်စီးခဲ့သည်ကြိုးပဲ့ခဲ့သည်ဆိုပြီး BOKE Pro BOKE and broken ဖြက်စီးပြီးပြီးကြိုးပဲ့သွားပြီ COD card ဖြတ်တောက်သည်ဖြတ်တောက်ခဲ့သည်ဆိုရင် COD card ဖြတ်တောက်ပြီးပြီးဆိုရင် COD card ဖြစ်ပါတယ်ဒီမှာဆိုရင်လဲ UT Vower Carzona နဲ့ဆုံးသက်တယ်ဆိုပြီးတော့ Vef2 နဲ့ Vef3 မှာ COTTED ရဲ့ဘိုင်းသွားပြီးတော့လုံးလို့မရပါဘူး။ဒါလေးတွေက irregular valley တွေဖြစ်ပါတယ်เนาะ။သူ့မှာ teacher တို့တွေက rules တွေမရှိပါဘူးရှင်။ Sometimes တခါတလေကြာရင်တဲ့ first simple uh past participle are the same irregular verb တွေမှာ verb 2နဲ့ verb 3လေးတွေက other same တူညီကြတာကိုတွေ့ရပါလိမ့်မယ်။အဲ့ဒါတွေကလည်းအလွတ်မလွတ်မရပါဘူးเนาะ။တချို့ဟာတွေမှာတူတယ်၊တချို့ဟာတွေမှာမတူပါဘူး။ example အနေနဲ့စကားလုံးတချို့ကိုထုတ်နှုတ်ပေးသွားပါမယ်။ MAKE may ပြုတ်လို့သည်ပြုတ်လို့ခဲ့သည် ပြုတ်လို့ပြီးပြီဆိုရင် verb 2ရော verb 3ရောက MAD may ပဲ။ FIND find ရှာဖွေသည် ရှာဖွေခဲ့သည်ရှာဖွေပြီးပြီဆိုရင် FOUND form VF2 VF3 တူတူပါပဲ BOY by where the ဝယ်ခဲ့သည်ဝယ်ပြီးပြီဆိုရင် BO UGSD for VF2 နဲ့ VF3 ဟာအတူတူပါပဲ COD car ဖြတ်တောက်သည်ဖြတ်တောက်ခဲ့သည်ဖြတ်တောက်ပြီးပြီဆိုရင် VF2 နဲ့ VF3 ကအတူတူပါပဲ I made a cake yesterday ကျွန်တော်မနေ့ကကိတ်မုတ်တလုံးကို ပြုလုပ်ခဲ့တယ်ဒီမှာ yesterday ဆိုတဲ့ finish time expression ပါတဲ့အတွက်ကြောင့်မို့လို့ past simple ဖြစ်ပါတယ် I have made some coffee ကျွန်တော် coffee ဖြော်ပြီးပြီဒီမှာဆိုရင် made may past participle verb 3 have plus verb 3ဆိုတော့ present perfect ဖြစ်ပါတယ် butter is made from milk ထောဘက်ကိုနွားနို့မှာပြုတ်လုတယ်ဒီမှာထောဘက်ကပြုတ်လုခြင်းခံရတဲ့ object အရှိဆုံးမှာဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ passive verb form ဖြစ်ပါတယ်ထောဘက်ဟာနွားနို့ကပြုတ်လုတယ်ဒါဟာ first ဖြစ်တဲ့အတွက်ကြောင့်လို့ passive present ဖြစ်ပါတယ်ဒီမှာလည်း amd main past participle ဖြစ်ပါတယ် sometime တခါတရံမှာ the past simple and past participle are different verb 2နဲ့ verb 3တွေက are different မတူညီကြပါဘူး examiner အနေနဲ့စကားလုံးလေးတချို့ကို ထုတ်နှုတ်ပြီးသွားပါမယ် BIAK Bray ဖြက်စီးခဲ့သည် Dima Vef 2နဲ့ Vef 3လုံးဝမတူပါဘူး BIAK Bro ဖြက်စီးခဲ့သည် BIAK and Broken ဖြက်စီးပြီးပြီး KNOW No ကိုသိတယ် KNEW New ကိုသိခဲ့သည် KNOW and No ကိုသိပြီးပြီး BGIN begin စတင်သည်စတင်ခဲ့တဲ့ BGIN began စတင်ပြီးပြီ BGUN began GOGO သွားသည် WENT1 သွားခဲ့သည် VAV2 GOANI GON သွားပြီးပြီ VAV3 ဒီမှာဆိုရင် VAV2 နဲ့ VAV3 လေးတွေက are different တူညီခြင်းမရှိပါဘူးเนาะ example လေးတွေနဲ့ကြည့်ကြည့်လိုက်ရအောင် Somebody broke this window last night. တယောက်ယောက်ကမင်းညားကဒီပရင်ပေါက်ကိုဖျက်ဆီးခဲ့တယ်။ဒါမှဆို last night ဆိုတဲ့ finish time expression ပါတဲ့အတွက်ကြောင့်မို့လို့ December ဖြစ်ပါတယ် Somebody has broken this window တယောက်ယောက်ကတော့ဒီပရင်ပေါက်ကိုဖြက်စီးသွားပြီเนาะအဲ့တော့အခုလေးတည်းမှာဖြက်စီးသွားတယ်ကိုမမျော်လင့်ထားတဲ့ချိန်မှာဖြက်စီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ present buffer ဖြစ်ပါတယ် broken past participle verb 3ဖြစ်ပါတယ် This window was broken last night. မင်းညားကဒီပရင်ပေါက်ကို ဖြတ်စည်းခဲ့တယ်။ဒါမှဆိုရင်ဗရင်ပေါက်ကဖြတ်စည်းခြင်းခံရတဲ့ object စာကြောင်းရဲ့အရှိဆုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ passive sentence ဖြစ်ပါတယ်။မင်းညာကဆိုတဲ့ finished time expression ပါတဲ့အတွက်ကြောင့်မို့လို့ passive past form ဖြစ်ပါတယ်။ပြီးတော့ KEN broken ဖြတ်စည်းပြီး past participle verb 3ဖြစ်ပါတယ်။ Okay အဲ့တော့ဒီ unit 24လေးကတော့ verb 2နဲ့ verb 3လေးတွေကို ပြောင်းတဲ့အခါမှာ regular နဲ့ irregular verb လေးတွေကိုကြောပြခြင်းဖြစ်ပါတယ် regular မှာဆိုရင်တော့ verb 1ကနေ verb 2ကိုသာမှန်အောင်ပြောင်း verb 3က verb 2လေးကို copy paste လုပ်လိုက်ရောပါပဲ irregular verb ကကြတော့လုံးဝသူ့မှာ rules မရှိပါဘူးသူကတော့အလွတ်နေပါကြရတဲ့ပုံစံမျိုးလေးတွေဖြစ်ပါတယ် โอเคအဲဆိုရင် now video လေးမှာ teacher နဲ့အတူတူ unit 24ရဲ့ exercise လေးတွေကိုထပ်ပြီးတော့လေ့လာကြည့်လိုက်ရအောင် teacher တို့နဲ့တူတူလေ့လာပေးလို့ကျေးဇူးတင်ပါတယ်နောက် video လေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ် bye bye thank you see you next video Thank you.